အရခတ်တက်တို့ထင်းရှုံမျိုးတွေဖြစ်တဲ့တန်တွဲဂွာရန်ပြေပေါတော်နဲ့မောင်တော်စားတဲ့မျိုးတွေရဲ့ပင်လယ်ပြင်ကံရတဲ့အနေမှာအခုရပိုင်းတွင်စစ်ကောင်စီကရစ်တက်ဖြစ်တင်းတာတွေနဲ့သွာလာလှုပ်ရှားမှုတွေများပြားနေတယ်လို့ဒေသခံတွေစီကသိရပါတယ်။တန်တွဲမျိုးငပလီကန်းချစ်အနေကပင်လယ်ပြင်မှာအရင်ကစစ်ကောင်စီနေပြီးညစီချီယာကနေအခုအောက်တိုဘာပထမပတ်ကနေစပြီးတော့စစ်ကောင်စီနေပြီး6စီထက်မင်းအင်အားဖြစ်တင်ထားပြီးတန်တွဲနဲ့ဂွာကိုအတက်ဆင်းလုပ်ပြီးတော့လနဲ့ကြီးပြစ်ခတ်တာတွေလည်းရှိနေတယ်လို့ဒေသခံတွေစီကသိရပါဗျ။ အော်တိုဘား9ရက်မှာတန်တွဲကန်းချေမျက်နှာရှင်းဆိုင်မှာအထိုင်ရှားထားတဲ့စစ်ကောင်စီနေပြည်တော်ကတန်တွဲမြို့ပဝင်းကြီးကိုလက်နက်ကြီးတွေနဲ့ပစ်ခတ်ခဲ့တယ်လို့အရဟတတော်ကအော်တိုဘား10ရက်မှာထုတ်ပြန်ခဲ့ပါတယ်။ဒါအပြင်ပေါတိုးမြို့နယ်အနောက်ဖြုံကကျွန်းအနောက်ဖက်ပင်လယ်မှာရှိတဲ့စစ်တပ်ဖို့၃စီထက်မနစ်မှာကြောက်ဖြူနဲ့မောင်တော်မြို့နယ်တွေကိုတွာလာလှုပ်ရှားမှုတွေရှိနေတယ်လို့သိရပါတယ်။ရခိုင်ကန်ရုံးတဲ့နေရာတွေမှာအထိုင်ရှားထားတဲ့စစ်ကောင်စီနေပြည်တော်ကကန်အနီးမှာရှိတဲ့မြို့ရွာတွေကိုလက်နက်ကြီးပစ်ခတ်တာတွေမကြာခဏလှုပ်ဆောင်နေပြီးတော့ ငါဖန်ထွက်တဲ့ဒေသခံရေလုံသားတွေကိုလည်းဖန်ဆီးမှုတွေရှိနေပါတယ်